စုဆောင်ထားသမျှရွှေငွေအတွင်းပစ္စည်းတွေကိုရောင်းချကငလင်ပေတဲ့ပြည်သူတွေကိုလူမဲ့နေတိုးဇနီးတဲစုမြတ်ရွှေပရိသတ်များလုံးမမင်္ဂလာပါရှင်ဆယ်လင် insider page ကနေပြလဲကြိုဆိုလိုက်ပါတယ်အတွင်းပစ္စည်းတွေကိုထုခွဲရောင်းချပြီးငလင်ပေတဲ့ပြည်သူတွေကိုလူဒန်းသွားမယ်လို့ပြောလာတာကတော့တရုတ်ဆောင်မင်းသားနေတိုးရဲ့ဇနီးကျော်လေးတဲစုမြတ်ရွှေပါ အားလုံးသိကြတဲ့အတိုင်းအခုချိန်မှာတော့မြန်မာသမိုင်းမှာနှစ်ပေါင်း100ကျော်အတွင်းအဆိုးဆုံးမြေငလင်းနဲ့ရင်ဆိုင်နေရတာဖြစ်ပါတယ်။ဒီလိုပြင်းထန်တဲ့ငလင်းကြောင့်နေအိမ်တွေအများအပြားပြိုကျပျက်စီးသွားခဲ့ရတယ်လို့ဆရာတော်တန်ကာတော်တွေရဟန်းရှင်လူပြည်သူအများအပြားဆုံးပောက်ကွက်လွန်ခဲ့ရပါတယ်။ဒါကြောင့်လည်းကမ္ဘာနိုင်ငံအသီးသီးကအဖွဲ့အစည်းတွေကငွေအင်အားလူအင်အားနဲ့ကုညီကယ်ဆယ်ရေးလုပ်ငန်းတွေကိုပါဝင်ကူညီနေကြတာဖြစ်ပါတယ်။မြန်မာနိုင်ငံကအနုပညာရှင်တွေကလည်းတက်နိုင်သမျှအားနဲ့လူဒန်းကူညီနေကြတာပါ။ အခုခါမှာလည်းရုပ်ရှင်ရိုက်ပြီးစီးပွားရေးလုပ်ငန်းတွေတဘောအလုံးစူးစမ်းလောက်ကင်ပြီးတော့စုဆောင်းလာခဲ့ရတဲ့အတွင်းပစ္စည်းစိန်ရွှေငွေလက်ဝတ်ရတနာတွေအကုန်လုံးကိုရောင်းချပြီးအလှူဒန်းပါမယ်လို့ပြောခဲ့ရတာကတော့မင်းသားကြီးနေတိုးနဲ့ဇနီးတဲ့မတ်သက်စုမြတ်ရွှေဖြစ်ပါတယ်။ဒါကလည်းငလင်ပေးတဲ့ပြည်သူတွေခံစားနေရတဲ့ဒုက္ခကိုမကြည့်ရလို့ပါ။အခုတစ်ခါမြန်မာနိုင်ငံမှာကြုံတွေ့ခဲ့ရတဲ့မြင်းငလင်ကတေသူတွေအသက်ရှူရက်ပြီးရှင်သူတွေမှလည်းအသက်ရှူချက်တဲ့သဘာဝဘေးအန္တရာယ်လို့ဆိုနိုင်ပါတယ်။ ငလင်တန်ကြောင့်ပျက်စီးဆုံးရှုံးမှုတွေများပြားခဲ့ပြီးတော့ကွယ်လွန်သွားသူတွေရဲ့ရုပ်အလောင်းတွေကိုတောင်းငွေကြေးများစွာနဲ့ထုတ်ယူနေရပါတယ်။ဒါအပြင်အသက်ရှင်ကျန်ရည်သူတွေမှလည်းနေထိုင်စားတောက်ရီခက်ခဲနေကြတာဖြစ်ပါတယ်။အထူးသဖြင့်နေအိမ်ပျက်စီးဆုံးရှုံးသွားတာကြောင့်လမ်းပေါ်မှာပဲဖြစ်တယ်လို့နေကြရပါတယ်။ ဒီလိုချိန်မှာတောက်တုံးရီစားဝင်းနေရဲ့ပြည်လဲထူထောင်ရေးတွေလိုအပ်နေရဖြစ်ပါတယ်။ဒါကြောင့်အလူရှင်တွေများစွာလည်းလိုအပ်နေရပါ။ဒါကြောင့်လည်းတရုတ်ဆောင်မင်းသားနေတိုးကငလင်ဘေးတင်ပြည်သူတွေအတွက်သူပိုင်ဆိုင်တဲ့ရွှေတွေတော့မဟုတ်ပင်ဇနီးဖြစ်သူတဲဆုမြတ်ရွှေပိုင်ဆိုင်တဲ့ဆန်ရွှေရတနာတွေကိုရောင်းချပြီးတော့လူဒန်းသွားမှာဖြစ်ပါတယ်။ ဒါကဇနီးမောင်နှံနှစ်ယောက်စလုံးရဲ့အလူလို့ပြောလို့ရပါတယ်ဒီလိုမျိုးဆုံးဖြတ်ခဲ့တယ်ဆိုတာကငလင်ပေးတဲ့ပြည်သူတွေအတွက်အင်မတန်ကိုသနာပြီးတော့ကိုချင်းစာနာမီရဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်အစကတော့မြန်မာငွေကျပ်သိန်းပေါင်း100ကိုပရာဟိတမင်းသမီးကြီးခိုင်နေဝေစီမှလူဒန်းကုသိုလ်ယူခဲ့ရပါခိုင်နေဝေစီကိုလူဒန်းတာနဲ့တင်အားမရတဲ့အတွက်နောက်ထပ်ထပ်မှန်ပြီးတော့လူဒန်းမှုတွေကိုလည်းပြုလုပ်နေရဖြစ်ပါတယ်နောက်ဆုံးမှာတော့လူဒန်းမှုဆိုတာကအစာပြိုးလိုက်ပြီးရင်အဆုံးမတတ်နိုင်တဲ့အတွက်ပြည်သူတွေကိုဘယ်လိုမျိုးထပ်မှန်လူဒန်းရင်ကောင်းမလဲဆိုပြီးစဉ်းစားခဲ့ပါတယ် နေတို့ရဲ့ဘေးနားမှာစက်တရေရှိစွာနဲ့တရှိနေပြီးတော့ခင်ပုံဖြစ်သူကိုပါရမီဖြစ်ပေးနေရင်ဇနီးဖြစ်သူတဲဆုမြတ်ရွှေကတော့သူမရဲ့လဝိယတနာတွေရှူတွေကိုရောင်းချပြီးတော့လူတန်းဖို့အတွက်အကြံပေးခဲ့ပါတယ်။လက်ထပ်ပြည့်ရဲ့နောက်ပိုင်းခင်ပုံဖြစ်သူဆင်မြန်းပေးထားတဲ့လဝိယတနာတွေကိုလည်းလူတန်းသွားမှာဖြစ်ပြီးတော့မိဘပိုးပွားလက်ထပ်ကလေးကသူမကိုပေးရခဲ့တဲ့ရွှေတွေကိုလည်းရောင်းချသွားမယ်လို့သိရပါတယ်။ဘလောက်ထိများပြားတယ်ဆိုတာကိုမသိပေမဲ့ကိုဘဝနောင်ရေးအတွက်စုဆောင်းထားတဲ့ရွှေငွေတွေကိုအကုန်ထုတ်ပြီးလူတန်းနဲ့ဆိုကလေးကတကယ်ကို ို့လေးစားစရာပဲဖြစ်ပါတယ် တချို့မနာလိုသူတွေကတော့ရခိုင်မင်းသားကြီးနေတို့ကလူတန်းတဲ့နေရာမှာကတ်ဆေးနေတယ်ခွဲကြားစွာနဲ့လူတန်းနေဆိုပြီးတော့ဝေဖန်နေကြတာတွေရှိပါတယ်။ဒါပေမဲ့အဲ့ဒီလိုမျိုးအမှန်တကယ်ဟုတ်မဟုတ်ဆိုတာကတော့သူတို့ရဲ့လောက်ရက်လေးတွေနဲ့သက်သေပြသနေခဲ့ပါတယ်။အခုချိန်မှာစိတ်ရင်းစေတနာပြေဝစွာနဲ့ကိုပိုင်ဆိုင်တဲ့ရွှေတွေကိုရောင်းချပြီးတော့လူတန်းမယ်ဆိုတဲ့စိတ်သဘောထားလေးကြောင့်မနာလိုဝေဖန်မှုတွေကတော့ပျောက်ကွယ်သွားခဲ့ပါပြီ။ဇနီးဖြစ်သူတဲဆုမြတ်ရွှေဟာကြောဝါလိုစိတ်လည်းမရှိပဲတိတ်ဆိတ်စွာနဲ့နေထိုင်တတ်သူဖြစ်ပါတယ်။ခင်မုံဖြစ်သူတို့လည်းပါရမီဖြည့်ပေးနေခဲ့ရပါ ပါအခုမှတော့ခင်ပွန်းတဲ့ကအလူကြီးလှုပ်ချင်တယ်လို့ပြောခဲ့ရကြောင်းငလင်ပေးတဲ့ပြည်သူတွေအတွက်သူမပိုင်ဆိုင်နဲ့စူဆောင်းထားတဲ့ရွှေတွေကိုရောင်းချပြီးတော့ဇနီးမောင်နှံနှစ်ယောက်အားရဝမ်းသာစွာနဲ့လူဒန်းကြတော့မှာဖြစ်ပါတယ်အခုလိုမျိုးဘဝတစ်လျှောက်လုံးစူဆောင်းထားသမျှရွှေတွေလက်ဝဲယတနာတွေကိုရောင်းချပြီးတော့ဘေးတင်ပြည်သူတွေကိုလူဒန်းဖို့ဆုံးဖြတ်ခဲ့တဲ့မင်းသားကြီးနေတုံးနဲ့ဇနီးဖြစ်သူအသေးစုမြတ်ရွှေတို့ရဲ့အလူဒါနာပေါ်မှာပရိသတ်တို့ရဲ့ထင်မြင်ချက်တွေကိုလည်းပြောသွားခဲ့ပါအောင်ရှင်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်